ဟုတ်မလားကျွန်တော်ဒီနေ့လုပ်ပြမှာကတော့ဒီ PowerPoint နဲ့မှကျေဒီနောက်ကန် background ကို slide အသေးယူလိုက်တာနဲ့အများရန်ပုံအောင်ဘယ်လိုလုပ်ကြမလဲဆိုတော့ရေအောက်မှာ slide master အနေနဲ့အာ logo ထည့်တာတို့အောက်ကဒီ bar down လေးလောက်တာတို့နောက်တိတ်တိတ် footer လေးအဲ့ဒါတွေဒီဘယ်လိုထည့်ကြမလဲဆိုတာလေးတို့အတူတူလုပ်ကြည့်ကြမှာနော်ကျွန်တော်ကျွန်တော် slide အသေးကိုဆက်လိုက်ပါမယ်အဲ new ကိုကျွန်တော်ဆက်လိုက်မယ်နော် plan မယ်လိုက်ပါ ် emblem နဲ့ group ကို create လုပ်မယ်ပေါ့နော်ကျွန်တော်တို့က slide master တောင်းနေတဲ့ကြာကျွန်တော် view တွေထားမယ်ဒီ slide master အနေနဲ့အဲ့လိုပြန်ကျွန်တော်ဒီနောက်ခံကျွန်တော်ပြောမယ်လို့ခုနပြောခဲ့တာကျွန်တော် background style နဲ့မှာပေါ့နော်ဒီမှာ blue ပုံစံနဲ့လောက်ချင်လဲဆိုတော့အကြောင်းပုံစံနဲ့ယူလို့ရတယ်နှစ်ယောက်တဲ့ပြန်နော်ကျွန်တော် load the detail ပဲတွားလိုက်မယ်အာကျန်တဲ့ဟာလည်းကျွန်တော်ထပ်ပြီးတော့နောက်မှာအသေးသေးရှင်းပြပါမယ်နော်ကျွန်တော်မှာ solid တစ်ခုယူလာမယ် color change တာအဓိကပြောချင် color ပေါ့နော်ဒီ color မှာ ျွန်တော်ကဒီမှာဒီပေးထားတဲ့ကာလာတွေခြေသုံးလိုက်ရတာကျွန်တော်ကကိုယ့်အကိုကာလာထူးကိုယ့်အကိုကာလာသီယူရီရ red green blue နဲ့ blue သုံးရမယ်ဆိုတာလေးတော်ပြကျွန်တော်ဆိုတော့ဒီ custom နဲ့မှာကာလာမုတ်ဆိုတာလေးရှိတယ်နော်ဒီမှာကာလာမုတ်ပေါ့အဲ့တော့ red green နဲ့ blue ရယ်ပေါ့အဲ့သုံးခုပါပေါ့ကျွန်တော်ဒီနေရာမှာဒီဒီကောင်0ထားဒီကောင်0ထားလိုက်တဲ့အချိန်မှာလေးတော့လုံးဝအနေအောင်ပြောင်းသွားတော့နော်လုံးဝကာလာကအဖြစ်ဖြစ်နေအောင်အဲ့ဒီနေရာမှာ ဒီလိုထားမယ်ဆိုရင်အလုံးမဲပါလို့ဒါဆိုအာဒီညမှာ255ထားလိုက်တာနဲ့သူကအစိမ်းလုံးလုံးဖြစ်သွားမယ်အဲ့ညမှာ255လို့နာမ0ထားပြီးတော့ဒီညမှာ255ကိုကြောင်းလိုက်တာနဲ့အဲ့ဒီမှာအပြောင်းဖြစ်သွားမယ်ပေါ့ဒါဆိုဒီဝင်ရတာပဲပေါ့နော်ကျွန်တော်တော့အစိမ်းအောင်လုပ်ပြကျွန်တော်တော့ကျွန်တော်မိုးကလာနဲ့သွားမယ် first time သွားမယ် green ကို255ထားလိုက်မယ်အဲ့ဒီမှာကျွန်တော်0ပြန်လုပ်လိုက်မယ်နော်အဲ့လိုကျွန်တော် okay ပြန်လိုက်မယ် အဲ့တော့ကျွန်တော်ဒါနောက်ခံပုံစံလေးရတာပေါ့ဒီနေရာမှာတခြားပုံစံလေးနဲ့လုပ်လို့ရပါတယ်နောက်ထပ်ရှင်းပြလို့မယ်နော်ဒါအခြေခံနည်းနဲ့ပြအောင်ပြပြတာဟုတ်ပြီကျွန်တော် apply to all လို့နှိပ်လိုက်တာနဲ့ now slide ဒီအကုန်လုံးမှာအဲ့ပုံစံလေးဖြစ်သွားတာနော်ကျွန်တော်ဆက်လုပ်တော့ဒီ slide ထဲမှာဆက်လုပ်မယ်နော်အဲ့မှာပြင်မယ်ပြီးတော့ရင်ကျွန်တော်ကဒီနောက်မှာဒါနောက်ခံလေးထည့်မယ်ပေါ့အလား insert ကျွန်တော် shape တစ်ခုပဲယူတော့မယ်ဒီ shape လေးတစ်ခုနဲ့အဲ့ဒီအောက်ကဘာတန်းအပြည့်ဆွဲလိုက်မယ်ပေါ့ ်နည်းနည်းမှဆွဲလိုက်မယ်ပေါ့နော်အဲ့တို့လည်းအမှဆွဲပြီးတော့ကျွန်တော်တို့ကခုနကတော့အာအပြည့်တစ်ခုအရောင်း no frame မထည့်ဘူးလား solid အရောင်းတစ်ခုထည့်မလားနော် gradient ဆိုရဲနှစ်ရောင်ဇက်ထည့်မလားဆိုတော့အဲ့ဒါနှစ်ရောင်ဇက်ထည့်မယ်ဆိုရင်ဘယ်ရောင်နဲ့ဘယ်ရောင်နဲ့စမ်းမလဲပေါ့အဲ့ထည့်မဲ့ပုံစံလေးဒီမှာယူလိုက်ရတယ်နော်ကျွန်တော်တို့ဒါမျိုးလေးပဲလုပ်လိုက်တာဟမ်ညာသိတာဆိုတော့ဒါမျိုးလေးဒီနေ့မှာဒီလိုလေးအရောင်းနဲ့ချိန်လိုက်ရတာနော်ဟုတ်ပြီကျွန်တော်ဒီလောက်လေးပဲထားလိုက်တော့မယ် ပြီးမှရင်ဒီဒီ shape လေးပေါ့အဲ shape လေးကိုကျွန်တော်ကအနောက်ကိုပို့ချင်တာပေါ့ဒါသူ့ရဲ့နောက်မှာဘာလို့ရှိတော့ဆိုတော့သူ့နောက်မှာဒီမှာဒီ folder လေး data ရှိနေတော့တော့သူ့နောက်မှာနောက်ခံအနေနဲ့ပဲထည့်ချင်တာဆိုတော့ကျွန်တော်တို့ကဒီသွား send to back နဲ့ send to back နဲ့တော့နောက်နောက်ရောက်သွားတော့နော်အဲ့တော့ကျွန်တော်တို့ဒီမှာရှိနေတဲ့ဒီအောက်မှာရှိတဲ့ folder လေးဒီဟာလေးကိုရွှေ့လိုက်ပြီးတော့ကျွန်တော်တို့မှာအကြောင်းတစ်ခုထည့်ပြလို့ရတယ်ထင်စမ်းရပြန် အစလုံးဆိုင်ဒီလားဆိုကျွန်တော်ဒီမှာပြင်လို့ရတယ်။အမှုလို့ပြင်ထားပြလိုက်မှာ။အဲဆိုရင်ကျွန်တော်ရဲ့ slide master လေးမှာဒါလေးထည့်လိုက်ရပေါ့။ပြီးတော့ထဲမှာကျွန်တော်ခုနကကျွန်တော်ပါဝါ slide မှာဆိုတဲ့ logo လေးတစ်ခုပါကျွန်တော်ထည့်လိုက်မှာ။ဒါလေးပါထည့်လိုက်မှာပေါ့။ဒါဒါလေးကကူးချလိုက်မှာပေါ့။ဟမ်ဟုတ်ပါ့။ဒီထဲ paste လုပ်မှာ။ဒါကျွန်တော်လိုချင်တာကအဓိကကဒီ title နဲ့မှာဒါ logo လေးပဲထည့်ချင်တာ။ ဘူးလေးပဲထည့်ချင်တယ်ဟုတ်ဒီလိုဘူးလေးပါသွားမယ်ပေါ့နော်ဟမ်အဲ့တော့ဒီမှာဒါလေးတွေကိုမထည့်ရအောင်နော်ဒီ slide master ထဲမှာအမြဲထည့်ထားတဲ့အကောင်လေးတွေက now slide တိုင်း slide တိုင်းမှာမြန်မာပုံနဲ့လိုက်မယ်။ slide ပုံစံကြောင့်မှာတော်မှာလေ။နော်။အာရပြီအဆင်ပြေပြီဆိုရင်ဒီကောင်ပိတ်လိုက်မယ်ပေါ့နော်။ လိုက်မှာကြာပြင်ယူစလိုက်မှာကြာတော့နည်းဒီမှာ close လောက်မှာပေါ့ဒါဆိုရင်စလိုက်တစ်ခုစယူပြီးဆိုတာနည်းကျွန်တော်တို့ခုနကလောက်ကလောက်ထားခဲ့တဲ့ background ပါမယ်ဒီပါမယ်ဒီ logo လေးပါလိုက်ပေါ့နော်ကျွန်တော်ဒီမှာနောက်ထပ် slide လေးဒီမှာထည့်ခဲ့တယ် blend ရတယ်မယ်ကျွန်တော်ဒီပုံစံပေါ့နောက်ထပ်ကဒီပုံစံပြောင်းလိုက်မယ်ဆိုပြောင်းလိုက်တယ်မလားဟုတ်ပြီအဲ့ဒါဒီမှာအမှ footer လေးတွေမပေါ်သေးဘူး footer လေးတွေကျွန်တော် insert လုပ်ပေးသွားကျွန်တော်ဒီမှာ header footer ဆိုလိရှိတယ် ဥပဒေကျွန်တော်ဒီမှာဘာမှမလုပ်တာလို့ကျွန်တော်ဒိန်းကန်တိုင်းမှာအမှန်လေးချက်ခဲ့တယ်ဆိုရင်ဒီဘက်အောင်မှာဒိန်းကန်တိုင်းပေါ်လာမယ်နော်အဲဒီဒိန်းကန်တိုင်းကိုကျွန်တော် app automatically update လုပ်ချင်တယ်ဒါလေးကိုချက်ထားပြင်ပေါ့နော် client number ကိုဒီမှာယူပြလိုက်မှဆိုရင်ဒီဘက်ကျမှာ client number ပေါ်လာမယ်ဖူတာကိုကိုရေးချင်တဲ့စကားလုံးကိုဒီမှာထည့်မှဆိုတော့ဒီနေ့မှာဖူတာလေးပေါ်မှာပေါ့ကျွန်တော်အရင်မှာ ဒီလိုကျွန်တော်လုပ်ပြီးတော့ကျွန်တော် apply to all လို့လာမယ်နော်အဲ့တော့ကျွန်တော်ရဲ့ slide တစ်ချက်နှစ်ချက်သုံးချက် i slide တိုင်းမှာဒီလိုပေါ်လာမှာပေါ့အစဉ်ဒီမျိုးရှိစားပါလေကျွန်တော်နောက်ထပ်ဗီဒီယိုလေးတွေတင်ပြတဲ့ချိန်ကျရင်လည်းမြင်ရမြင်တာလိုက်ရ subscribe လေးလုပ်ပေးထားပါတော့နော်